ကျဟင်းကားသည်ရဲ့အမကန်အစွမ်းများပြိသက်များရှင်ကျဟင်းကားသည်လို့ပြောလိုက်တာနဲ့ခါသက်တဲ့အရာတာကိုပဲပြင်းမြင်မိကြမှာပါဒါပေမဲ့ဒီခါသက်သက်အသေးလေးမှာမတည်သေးတဲ့အဖိုးမဖြစ်နိုင်တဲ့ကျမ်းမာရေးအစွမ်းတွေအများကြီးရှိနေပါတယ်မြန်မာနိုင်ငံလိုအပူပိုင်းဒေသတွေမှာပေါရောက်တဲ့ကျဟင်းကားသည်ဟာအရှာနဲ့တောင်အမေရိကနိုင်ငံတွေမှာအဓိကတွေ့ရပါတယ်ကျဟင်းကားသည်ဟာကယ်လိုရီပါဝင်မှုအလွန်နည်းပေမဲ့တန်ဖိုးရှိတဲ့အာဟာရဓာတ်တွေကတော့အပြည့်အဝပါဝင်နေပါတယ်ဗီတာမင် B1 B2 B3 ဗီတာမင် C magnesium, folic acid, zinc, phosphorus, manganese နဲ့အမြင့်ချက်တို့ကောင်းစွာပါဝင်ပါတယ်။ဒါအပြင်တန်တက်ပါဝင်မှုများပြီးတော့ beta carotene ကပန်းခော်ပြီးဇိမ်းထက်2ဆ၊ calcium ကဟင်းနုနယ်ထက်2ဆ၊ potassium ကငပြောသီးထက်2ဆပါဝင်နေတာကိုတွေ့ရပါတယ်။အထူးကြဆုံးကတော့သွေးရင်းတကြားဓာတ်ကိုကျစေတဲ့အာနိသင်ရှိပြီးအင်ဆူလင်လို drop down တစ်မျိုးပါဝင်တာကြောင့်စီးကျူယောဂါရှိတဲ့သူတွေအတွက်အထူးကောင်းမွန်တယ်လို့လေ့လာသူတွေကဆိုပါတယ် ချိန်ကားသည့်အရေးကသွေးစိတ်တင်နာကြောင်ဖြစ်တဲ့အနာတွေရာရံမှုတွေကိုကုသရမှာအကျိုးများပါတယ်။လက်ဆက်တဲ့ချိန်ကားသည့်အရေးကိုတံမြာရည်နဲ့ရောပြီးအစာမစားရသေးခင်ဖြည်းဖြည်းချင်းတောက်ပေးမယ်ဆိုရင်လေးလကနေ6လအတွင်းတိတာတဲ့တိုးတက်မှုကိုတွေ့ရပါလိမ့်မယ်။ကာလာဝမ်ယောကအစောပိုင်းအဆင့်မှာကြိတ်ချေထားတဲ့ချိန်ကားရွက်ကျက်တော်နေအရေးနဲ့တံမြာရည်တို့ကိုစားလို့ရောပြီးတော့နေ့စဉ်တောက်ပေးနိုင်ပါတယ်။ ။ဒါအပြင်ကြဟင်းကားသီးမှာပါတဲ့အပင်ထွက်အင်ဆူလင်ကစီးနဲ့သွေးထဲကသကြားဓာတ်ကိုရောကျစေတဲ့အာနိသင်ရှိပါတယ်။သွေးတွင်းအင်ဆူလင်အဆင့်ကိုတိုးစေတာမျိုးမရှိဘဲဂလူးကို့စ်ခန္ဓာရည်ရှိမှုကိုတိတိတသာကောင်းမွန်စေပါတယ်။ပြီးတော့ကြဟင်းကားသီးအရေကိုပုံမှန်တောက်သုံးပေးတာကစွမ်းရည်နဲ့သက်လုံကိုကောင်းမွန်စေပြီးတော့နှိမ့်နှိမ့်ချိုက်ချိုက်အိမ်မောကျစေပါတယ်။ဒါရင်မကသေးပါဘူးဘီတာကယ်ရိုတင်းနဲ့တခြားအာနိသင်တွေမြင့်မားစွာပါဝင်တာကြောင့်မျက်စိပြည့်တနာကိုကင်းဝေးစေပြီးတော့အမြင်အာရုံကိုတိုးတက်ကောင်းမွန်စေပါတယ် အရေးကြီးဆုံးကတော့အရက်နာကြတဲ့ဝေဒနာကိုကုသရမှာကောင်းကျိုးရှိသလိုအရက်တောက်တာကြောင့်ဖြစ်တဲ့အသေးဝေဒနာတွေကိုပြုပြင်ပေးပြီးတော့အသေးကိုတန့်စင်စေပါတယ်။ကြဲဟင်းကားသည့်အရာကိုခံဆွမ်းအားစနစ်ကိုကောင်းမွန်အောင်တိဆောက်ပေးပြီးတော့ခန္ဓာကိုယ်ရဲ့ယောဂတွန်းလှန်နိုင်စွမ်းကိုမြင့်တင်ပေးပါတယ်။လိတ်ကောင်းဖြစ်နေရင်လည်းကြဲဟင်းကားရွက်အရေးကိုနိုးနဲ့ထောပတ်တို့နဲ့ရောပြီးနံနက်တိုင်းအစာမရှိချိန်တောက်ပေးရင်တလကြမှာတက်တာလာပါလိမ့်မယ်။နာကျင်နေတော့ကြဲဟင်းကားပင်ရဲ့အမြစ်ကိုကျိတ်ပြီးလိတ်ကောင်းပေါ်မှာအုပ်ပေးနိုင်ပါတယ်။ ကျင်းကားရွက်အရေးကိုပုံမှန်တောက်ပေးမယ်ဆိုရင်ဆိုရီယစ်စ်နဲ့တခြားမှုဆွဲတဲ့အရေးပြားအနာတွေကိုတတ်သားစေပါရစေ။ကျင်းကားသည့်အရေးနဲ့ရေရောထားတဲ့ပြားရည်တစ်ခွက်ကိုရောတောက်ပေးမယ်ဆိုရင်ပန်းနာရင်ကျက်လေပြွန်ရောင်နာစတဲ့အသက်ရှူလမ်းကြောင်းဝေဒနာတွေကိုတတ်သားစေပါရစေ။ကျင်းကားသည့်ဟာကျန်းမာရေးအတွက်သာမကအလှပရေးရမှလည်းအကျိုးပြုပါရစေ။ကျင်းကားသည့်မှာသွေးကိုတန့်စင်ပေးနိုင်တဲ့အာနိသင်ရှိတာကြောင့်ဝက်ချံအဖုပိတ်နဲ့တခြားအရေးပြားပြဿနာတွေကိုရောပါတတ်သားစေပါရစေ။ ပုံမှန်စားသုံးတာဒါမှမဟုတ်ကြဟင်းကားသည့်အရေကိုအရေပြားပေါ်လိမ့်ပေးတာကလည်းအသားအရေကိုကြည်လင်လာစေပါတယ်။ကြဟင်းကားသည့်မှာပါဝင်တဲ့ဓာတ်တွေကအရေပြားဆဲတွေပျက်စီးတာကိုကာကွယ်ပေးပါတယ်။ဒါကြောင့်အသားအရေအိုမင်းရင်ရောခြင်းကိုနှေးကွေးစေပြီးတော့ငရွယ်နှုပြုံမှုကိုထိန်းသိမ်းပေးနိုင်ပါတယ်။ဒီလိုအကျိုးကျေးဇူးတွေများပြားလှပေမဲ့သတိပြုရမယ့်အချက်တွေလည်းရှိပါတယ်။စီချိုကုသဆေးတောင်းနေရတဲ့စီချိုယောဂါရှိတဲ့သူတွေအနေနဲ့ကြဟင်းကားရေမတောက်ခင်ဆရာဝန်နဲ့တိုင်ပင်ဖို့လိုအပ်ပါတယ်။ ဒါအပြင်ကိုဝင်ဆောင်နေအနေနဲ့ကျဟင်းကားတိကိုအလွန်မင်းစားသုံးတာမျိုးရှောင်ရှားတင်ပါတယ်လို့လည်းအကြံပြုလိုပါတယ်။ပရိသတ်ကြီးအားလုံးကျမ်းမာပျော်ရွှင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါရရှင်။